တဲ့မီဒီယာသမားတွေတက်မတော်ဘက်ကသတင်းယူနိုင်ဖို့အတွက်ဆက်လက်လှုံ့ဆော်သွားမယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းတက်မကကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနူပေးပို့ထားပါတယ်ရှင်ဖြစ်နိုင်ရောဒီမှာကနေရှုကောင်းခေကနေဒီလိုပေါ်မှာတိုးစီသတင်းမီဒီယာသမားတွေတက်မတော်ဘက်ကသတင်းရယူနိုင်ဖို့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကအရင်အစိုးရလက်ထက်ခရဲကတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ် တက်မတော်ကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီတို့တွေ့ဆုံပြီးတက်မတော်ဘက်ကသတင်းရယူခွင့်နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။တက်မတော်ဘက်ကသတင်းထုတ်ပြန်ရေးအတွက်စီစဉ်ခဲ့ပေမဲ့ခုထိအကောင့်တွေမဖော်နိုင်သေးတာကြောင့်လက်ရှိအစိုးရတက်လက်ထက်မှာထပ်မံတိုက်တွန်းသွားမယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂကပြောပါတယ်။အခုကျွန်တော်တို့အဲ့ဒါစတင်လှုပ်ဆောင်နေပါပြီ။ဥပညာရေးဝန်ကြီးဖြစ်တဲ့ဒီဆရာ ေါက်တာဖေမြတ်啊ဆိုလို့ရှိရင်အရင်တော့ကျွန်တော်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကဟောနောက်ပြီးတော့လက်ရှိသတင်းမီဒီယာကောင်စီကနေပြီးတော့မှတာဝန်ပြောင်းနေထမ်းဆောင်နေတဲ့အတွက်သတင်းသမားတွေရဲ့အခက်အခဲနဲ့သတင်းသမားတွေရဲ့ရပိုင်권တွေကိုတရားနာလေတဲ့သူတယောက်ရှိဖြစ်ပါတယ်။ဒါကြောင့်လက်ရှိအစိုးရအသင်းနဲ့ပတ်သက်ပြီးသတင်းစီးစင်းမှုမြန်ဆန်လာဖို့နောက်ပြီးတော့ယာယီရရှိရမှာမှန်မှန်ကန်ကန်နဲ့လွတ်လပ်ကူရရှိဖို့အတွက်ကိုတော့ဆရာဖေမြတ်ဦးဆောင်ပြီးတော့ဆောင်ရွက်နေတာကိုကျွန်တော်တို့လည်းသိရှိထားပါတယ်။ တမရဘက်ကတရင်ရောက်ယူနိုင်ဖို့အတွက်မြန်မာနိုင်ငံစာနေစင်းကောင်စီကိုမေးမြန်းချင်တာတွေကိုအီးမေးလ်ပို့ပြီးတဆင့်မေးမြန်းနိုင်တယ်လို့ပြောခဲ့ပေမဲ့တကယ်လည်းမေးမြန်းရမှာတော့ပြန်လည်ဖြေကြားတာတွေမရှိဘူးလို့သိရပါတယ်။လက်ရှိပေါ့ဗျာဒီအာတတ်တမရကိုကျွန်တော်တရင်ယူတာတခုရှိတယ်။ဘာလဲဆိုတော့ဒီမြေယာပြဿနာပေါ့လေနော်။မြေယာပြဿနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တမရမေးချင်တယ်။အဲ့ဒီခါမှာကျွန်တော်ကဟလာဒီစာစင်းကောင်စီကိုဟလာဟိုတင်မဆိုတော့ကျွန်တော်တရင်မြေယာကောင်စီပေါ့နော်။ကျွန်တော်အီးမေးလ်နဲ့လှမ်းပို့တယ်။ တို့ကမှတစင်တက်မတော်လားဒီအဖွဲ့စည်းကိုပို့တယ်ဒါပေမဲ့ဟာဒီနေ့ထိပြန်ပြီးတော့ဘာမှအကြောင်းမပြောင်းသတင်းသမားတွေအနေနဲ့သတင်းရောက်ယူရမှာလဲသတင်းတော့ကျွန်းဝင်တဲ့အညီသတင်းရောက်ယူနိုင်ဖို့ ਨੇ တချို့အကဲဆက်တဲ့သတင်းတွေမှာ give to site လို့ဆောင်တင်တယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းတပကအကြံပြုပြောဆိုပါရတယ်။လွတ်လပ်စွာသတင်းရောက်ယူခွင့်နဲ့ပတ်သက်ပြီးအရင်ဆိုရလက်ထက်ကဖြေလျှော့ပေးခဲ့ပေမဲ့လည်းတချို့နေရာတွေမှာတော့အခက်အခဲတွေရှိနေတုံးပဲဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်လက်ထက်မှာတော့သတင်းရောက်ယူခွင့်အပြည့်အဝရလာနိုင်မယ်လို့သတင်းသမားအားလုံးကမျှော်လင့်နေကြတာပါ။ ဝင်ကြီးဌာနတွေမှာပြခွင့်ရပုဂ္ဂိုလ်တွေကိုခံထားပြီးသတင်းထုတ်ပြန်နိုင်ဖို့စီစဉ်နေတယ်လို့လည်းပြည်ကြားရေးဝန်ကြီးကပြီးခဲ့တဲ့ရက်ပိုင်းကပြောဆိုထားပါတယ်။ကျွန်မခိုင်ပန်းနုပါ။